ိုကြည်ဆုံးကဒီသင်းလေးကိုကျွန်တော်ညကို၃ယောက်ရန်ကုန်မှာတူတူနေနေတဲ့အချိန်မှာပေါ့နော်ရေးခဲ့ကြတဲ့သင်းလေးရေးခဲ့ကြတော့ဒီဟာတွေကိုခေါင်းကန်းလာသိတာကျွန်တော်၃ယောက်ပဲရေးရအဲ့မှာကိုကြည်ရုပ်တရက်ဇုံကတော့ဟောလူဆိုတာဒီလိုပဲရုပ်တရက်ဖြစ်တတ်ပါလားပေါ့နော်ဆိုတော့အဲ့ဒီသိတဲ့၃ယောက်တွေကတယောက်ဟာမရှိတော့ဆိုတော့အဒီသင်းလေးတို့ရှိတော့တော့လုံမရမယ်ပေါ့နော်အဲ့ဒါနဲ့ဟိုမမေ့ရဆို2023မှာစပြီးတော့ အကြံရပါဆို93တော့တခြင်းတော့ဆိုရင်90ကြီးဒါတော့လုံးမဖြစ်တော့မှာဆရာအစလုတ်ဖြစ်ပါဟုတ်ကျွန်တော်တို့ငငယ်တော့ငါစတူဒီယိုတခုတည်းဝင်ရဖို့ဆိုတာတော်တော်ခက်ခဲတယ်ဗောနော်ကျွန်တော်ဆိုရင်တော့ဆရာကြီးနဲ့ live ဝါလို့အစတူဒီယိုဘာတွေရောက်တယ်အမ်ဟိုပါဘောဒီစတူဒီယိုဒိတ်တခုရဖို့လဲလာကြည့်ပြီးစောင့်နေရတယ်နောက်ပြီးတော့တောင်းတောင်းနဲ့လဲကျွန်တော်တို့အဲ့ဒါကိုမငားနိုင်ဘူးဗောနော် ငားပြီးတော့လည်းဒီ player တွေကျွန်တော်တို့ကမငားနိုင်အဲ့ခါကျကျွန်တော်တို့ရဲ့ခွင်လန်းကတော်တော်ငဲခဲ့တယ်။ငဲခဲ့တော့ခုနကိုစန်းပြောသလိုပေါ့ကျွန်တော်အနေနဲ့ကတော့ဒီတီးလိုင်းကနေစပြီးတော့ဒါဟိုဝင်မယ်ပေါ့ဝင်တုံးမယ်။ပြီးလို့ရှိရင်နာမည်လေးတခုရတယ်လူလက်ခံတယ်ဆိုအဲ့ဒီကတဆင်းထက်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီတဆင်းတွေကိုကျွန်တော်တို့ကလုပ်ခဲ့တာ။93 dreams ကိုစမ်းမှာကျွန်တော်ကျွန်တော်ရစီဟုတ်ဒီကွေလီယောဘယ်လို ော့လေနည်းနည်းကြာနေတော့ပြပြပြပါအောင်ဟုတ်အဲအဲ့ဒီ1993ခုနှစ်မှာကျွန်တော်ညီကိုရေးခဲ့တဲ့သတင်းလေးပေါ့ရေးခဲ့ပြီးတော့မီဒီယာကံဖြစ်နေတဲ့သတင်းလေးပေါ့အခုမှအချိန်လဲရအဲ့လိုအိုင်ဒီယာလည်းပြန်ရရတော့ပြန်သွင်းပြစ်သွားတော့ဟုတ်အဲ့ဒီကရေးထားတဲ့သတင်းကမထုတ်ဖြစ်တာပဲလို့လားအဲအဲ့လိုအဲ့လိုလည်းမလုံးနိုင်ဘူးသိလားဟိုသူများဝယ်မလာပါလားပေါ့နော်အဲ့လိုတရားကို ဒီဂီတလောကတွေဝင်ကျွန်တော်တို့ကဟိုနေရလာတဲ့လူတွေလေဒီစာအနေစင်းလောကတွေဝင်မှုစာပေလောကတွေဝင်မှုဂီတလောကတွေဝင်မှုဆိုကျွန်တော်တို့ကတော်တော်လေးဝင်မောင်းနေတယ်နေတော့အဲ့ဒီအဲ့ဒီလမ်းနဲ့ဝင်ရောက်နိုင်မလားဗောနော်အဲ့မျိုးလင်းတဲ့အဲ့ဒီစင်းတွေရေးခဲ့တယ်ရေးခဲ့ပေမဲ့လည်းအဲအဲ့ဒါတွေကဒီလိုပဲဟိုဘသူစီမှာမရောက်ပဲနဲ့ဒီတိုင်းကြံခဲ့တာဗောနော်ကြံခဲ့ပြီးတော့တကယ်ခွေတွင်တဲ့အခါကျတော့ဒီရမူက2000လောက်မှတွင်တော့ တက်တန်လဲကြာသွားပြီဟိုလင်းကလည်းကွာသွားပြီဟိုဂီတာပုံစံတွေကလည်းကွာလာရဲ့နောက်သူလှုပ်ရှင်တာသူ့ဘက်သူတက်တက်ရှိတော့အဲသူလှုပ်တဲ့ဂီတာတွေမှာလည်းဒီသချင်းတွေကမပါတော့မပါတော့ဒါတွေကအဲ့လို30လောက်ကြာသွားတယ်ပေါ့နော်ကြာသွားတော့မှဒီချင်းတွေတော့အဲ့လိုသချင်းအဖြစ်ကြံခဲ့အောင်တော့လှုပ်ရအောင်ပဲပေါ့နော်ဘာလို့ဆိုဟိုသချင်းဆိုတာကဆုပ်လိုက်မှသချင်းဖြစ်တာလေစာရွက်ပေါ်မှာသချင်းမဟုတ်တာနော်စာရွက်ပေါ်မှာစာသားပဲရှိတာ ဟိုဒါဟိုကြည့်ပြီးတော့လေသခြင်းအဖြစ်ဘယ်လိုမှပြန်ပုံမလာဘူးဒါဟိုတော့ကျွန်တော်မှတ်တမ်းဟိုဖြစ်အောင်လုပ်တဲ့သဘောပါပဲဟုတ်ဆက်မှာပြောတော့ပေါ့ဒါကိုကြီးဆုံးမှဒီ event ကြီးပြန်ပြီးတော့ဟုတ်တယ်ဒီ data စာစီနေတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်တယ်ကိုကြီးဆုံးကဒီသခြင်းလေးကိုကျွန်တော်ညီကို၃ယောက်ပြန်ကုန်မှတူတူနေနေတဲ့အချိန်မှာပေါ့နော်ကြီးခဲ့ကြတဲ့သခြင်းလေးရေးခဲ့ကြတော့ဒီဟာတွေကိုခါးခါးနားသိတာကျွန်တော်တော့အောင်ပဲရေးရအဲ့မှာကိုကြီးရုတ်တရက်ဇုံသွားတော့ဩလူဆိုတာဒီလိုပဲရုတ်တရက်ဖြစ်တတ်ပါလားဗောနော် ဆိုတော့အဲ့ဒီတိတဲ့၃ယောက်တွေကတယောက်ဟာမရှိတော့ဘူးဆိုတော့အာဒီသချင်းတွေတို့ရှိတော့တော့လုံမရမှာပေါ့နော်အဲ့ဒါနဲ့ဟိုမမရဆို2023မှာစပြီးတော့အကြံရပါဆို93တော့တချင်းတော့ဆိုရနှစ်30ကြီးအဒါတော့လုံမပြတ်တော့မှာဆိုတော့အဲ့ဒါစလုတ်ဖြစ်သွားဟုတ်ဟုတ်တယ်3ယောက်လုံးဟုတ် ဟိုကိုရီးယားမှာပြောတယ်လို့ပေါ့အဲ့ဒီတော့ကငွေသွက်တွေကိုပြန်ပြီးတော့ဟိုခေါ်ပြီးတော့ဒီဒီချင်းတွေကိုပြန်ပန်ပြီးရတော့ပြောပါအောင်လို့ဘယ်တော့ဒီပြန်ပြီးတော့ခစ်ကာလက်တာအားကွာသွားပြီဆိုတော့လေဝင်းစစ်တီဘာတွေမှာသွားသွင်းနေဆိုပေမဲ့ဒီအဲ့ဒီတော့ကမူတွေအဲ့ဒီတော့ကငွေသက်တွေရအောင်ကိုဘယ်လိုမျိုးကြိုးစားတည်ဆောက်ရလဲပေါ့ဒါပြောပါဦးကျွန်တော်တို့ငငယ်တော့ငါစတူဒီယိုတစ်ခုတည်းဝင်ရဖို့ဆိုတာတော်တော်ခက်ခဲတယ်ဗောနော်ကျွန်တော်ဆိုရင်တော့ဆရာကြီးနဲ့ live ဝါလို့အဲစတူဒီယိုတွေပါရောက်တယ် အဲဟိုဘောဒီစတူဒီယိုဒိတ်တစ်ခုရဖို့လဲလာကြည့်ပြီးစောင့်ခဲ့ရတယ်။နောက်ပြီးတော့တုံတောင်နဲ့လဲကျွန်တော်တို့အဲ့ဒါကိုမငားနိုင်ဘူးပေါ့နော်။ငားပြီးတော့လဲဒီ player တွေကျွန်တော်တို့ကမငားနိုင်။အဲ့ခါကျကျွန်တော်တို့အခွင့်အလမ်းကတော်တော်ငဲခဲ့တယ်။ လည်းကတော့ခုနကိုစမ်းပြောသလိုပေါ့ကျွန်တော်အနေနဲ့ကတော့ဒီတီးရီလိုင်းကနေဆက်ပြီးတော့ဒါကဝင်မယ်ပေါ့ဝင်တုံးမယ်ပြီးလို့ရှိရင်နာမည်လေးတစ်ခုရတယ်လူလက်ခံလို့ဆိုအဲ့ဒီအန်တစင်းထပ်သွားမယ်ဆိုတဲ့ယူရချက်နဲ့ဒီတစင်းတွေကိုကျွန်တော်တို့လောက်ခဲ့တာဒါပေမဲ့အဲ့ကာလမှာကျွန်တော်တို့ငွေကြီးဘိုင်းနဲ့ဘာနဲ့ညာနဲ့ကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူးအခုကျတော့ဒီခွေကိုလုပ်မယ်ဆိုတော့ကျွန်တော်လည်းအိုင်ဒီယာရတယ်ကိုစမ်းနဲ့တိုင်ပင်ဒါလုပ်အောင်ပေါ့နော်မတန်းတရားအောင်ဆိုတော့ကျွန်တော်စီမှာလည်းစတူဒီယိုရှိတယ်လေ ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီခက်ကကျွန်တော်တို့မသွားနိုင်မငှားနိုင်ကြတဲ့ Oasis အဲ့ဒါကိုပြန်သွားတယ် Lens Studio ပြန်သွားတယ်တီးတဲ့လူဆိုလို့ရှိရင်လည်းကျွန်တော်တို့အရင်တော့တငယ်ချင်းဟောင်းနေပေါ့နော်သူတို့လည်းအခုချိန်ထိကျွန်တော်တို့နဲ့အနီးကရှိတယ်သူတို့တွေနဲ့ပြန်တီးတယ်တချင်းတွေကိုတီးဖို့ကိုကျွန်တော်တို့အချိန်အကြာကြီးပြန်ပြီးတော့ပြန်မွေးတာပေါ့ဘာလို့လဲဆိုတော့နှစ်သုံးဆက်ကြာသွားခံစားချက်တွေလည်းအများကြီးပြောင်းသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ပြောင်းပြီးတော့ ဟိုအသစ်ပေါ်လာတဲ့ဟာတွေကိုမတမ်းမတင်ကြဘူးပေါ့နော်အရင်တော့ခံစားကြအရင်တော့ပုံသဏ္ဍာန်အရင်တော့ music style ပဲပေါ့နော်အဲ့အဲ့တိုင်းပဲကျွန်တော်တို့ပြန်ဖန်နေခဲ့တာပေါ့ဒီစင်ကိုလိုက်ပြပြလေးလားဆိုတော့ဒီကိုပြန်ဟုတ်ကျွန်တော်ကတချင်းစရာပြကျင်တယ်ဆိုပြီးတော့တချင်းစရာ line ကနေတိုးကျင်တော့ဒီတချင်းတွေကိုရေးပြီးတော့ကိုဆန်းကအတန်အကျန်းနေဆုံဆုံပေးတယ်ဆုံပြီးတော့ ကျွန်တော်တို့အဆူရီလိုက်ပြတာပေါ့နော်လိုက်ပြတဲ့ခါကျတော့ကျွန်တော်တို့မအောင်မြင်ခဲ့ပါဘူးမအောင်မြင်တချို့ကျတော့လည်းကူညီပါတယ်အရင်ဟို musician တွေ nice ဖြစ်ပါတယ်အရင်ဟိုယဉ်ကျေးတယ်ကျွန်တော်တို့ဆွဲခေါ်တယ်ဒါပေမဲ့ကျွန်တော်တို့ရှင်းနေတော့မသုံးဘူးပေါ့နော်တချို့စနားကိုမထောက်ဘူးဒါပေမဲ့လူကတော့ဟိုကောင်းကောင်းမွန်မွန်ပဲကျွန်တော်တို့ဆက်ဆံခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့မှာတည်းစိတ်ကတမျိုးပြောင်းပြီးတော့တော်ပြီသူများပြရတဲ့အလုပ်ကိုတော့မလုပ်တော့ဘူးပေါ့နော်ကျွန်တော်ဘယ်လောက်လင်းတဲ့လောက်ကျွန်တော်စူးစမ်းခဲ့တယ်93ကနေ98လောက်ဒီကျွန်တော်စူးစမ်းတယ် အဲ့တော့မလုံနိုင်တဲ့ဟိုကိုကိုကိုယ်တိုင်လုံနိုင်မှပဲလုံတော့မယ်ဆိုပြီးတော့ကျွန်တော်ကအဲ့ဒီမှာ98မှာစပြီးကျွန်တော် CD စသွင်းတယ်။သင်းတော့2000မှာကျွန်တော်ပထမဆုံးထွက်တာပေါ့။အဲ့ဒီစမှာတရား Rocket မဟုတ်တော့။နည်းနည်းလေးဟိုကနည်းနည်းလေးပုံစံမျိုးစုံဖြစ်လာပြီပေါ့နော်။ကျွန်တော်ကလည်းကျွန်တော်ရဲ့ signature ပုံစံမှာကိုသွားခြင်းတဲ့ပုံစံသွားခြင်းတဲ့ခါကျဒီစင်းတွေကမသုံးပြဘူးနောက်နောက်တစ်ချက် ကကျွန်တော်လည်းမစုံနိုင်ဘူးဒီစင်းတွေကိုတကယ် rocker တွေကိုစားလို့လို့လူတွေပဲစုံနိုင်မှာအဲကိုစားလည်း2000မှာဘာဖြစ်နေလဲဆိုတော့ तू ကလည်းပကြီးဆရာကြီးနာမည်ကြီးနေပြီကိုကြီးကလည်းဒီဘက်ကစာရေးဆရာပြနာမည်ကြီးဖို့သွားနေတော့ဒီချင်းเนี่ยလုံးလုံးဝကိုကြံခဲ့တဲ့ချင်းတွေပေါ့เนาะကျွန်တော်တို့ပဲလူတွေစုံကြတယ်ဆိုလို့ရှိရင်အမှတ်တရဆိုပါအောင်ပါဖို့ဒီချင်းလေးဒီချင်းလေးပြီးပါအောင်ဆိုပြီးကျွန်တော်တို့ပဲဂျာထဲမှာပဲကိုယ့်အကူပဲစုံနေကြတာဟုတ်ကဲ့အဲ ပြဘူးတာပေါ့နာမည်ကြီးဆိုတော့ကျွန်တော်ပြဘူးပါတယ်ဒါပေမဲ့ဒါကလောကသဘာဝပဲလေကျွန်တော်ကိုချင်းစားပါတယ်ဘာဖြစ်လို့ဆိုတော့အလုပ်အရန်များတဲ့ဆိုတော့ချင်းကပ်ဖို့ဆိုတာခါတခါတွေ့ရဖို့ဆိုတာတော့ကျွန်တော်တော့မလွယ်ဘူးလေအဲကျွန်တော်ရှင်လင်းနားထောင်ပေးပါနော်ဆိုတာကလည်းပြောဖို့ကကျွန်တော်တို့ကလောက်ကြီးအင်အားမရှိဘူးထားခဲ့ပေးညီလေးရေညီလေးဟိုဘယ်လိုလဲဘယ်လိုနေလဲပြန်ပါလဲဘာဘာလေးနားထောင်လဲဒါမျိုးလေးတွေကိုတော့ကျွန်တော်တို့အရန်ဟိုရင်ကြီးကြီးဆက်ဆံခဲ့ကြပါလေဆိုတော့ဒီကဟုတ်နားထောင်နေသူရှိတယ်နားမထောင်နေသူရှိတာအဲ့ဒါအမ်ကျွန်တော်ပြန် သိတယ်လို့ကျွန်တော်တို့ကအတိအကျတော့မသိဘူးပေါ့နော်ပြန်ပြီးတော့အဲ့ဒီအနေထားနဲ့ပေါ့နော်ကျွန်တော်တို့ကအခုလိုမျိုးလဲ follow up လုပ်လို့မလွယ်ဘူးလေနောက်တစ်ခါတွေ့မှအကူနားထောင်ပြလာအေးနားမထောင်သေးဘူးညီလေးဆိုတာမျိုးလဲရှိတယ်ဆိုကြနားထောင်တယ်ဒီဟာလေးကဒီလိုလေးသဘောမကျသေးဘူးဒီလိုပုံစံလေးမရှိဘူးလားဆိုပြီးတော့လဲမေးတယ်လို့လဲရှိတယ်ဟုတ်ဒီကကိုကြီးရောပဲတန်ရှင်ရောစာသာရောရေးတဲ့တစ်ချက်နှစ်ပုဒ်ကိုပြောပြမှာမယ်တပုတ်ကနိဗ္ဗာန် အဲနိဗ္ဗာန်ဆိုတာနိဗ္ဗာန်နိဗ္ဗာန်ကိုလိုက်ခဲ့ပေါ့နော်ဟိုအကောင်လုံးထားခဲ့ပေါ့ပျော်စရာတွေဟိုမှာရှိတယ်ပေါ့ဒီဘုကနိဗ္ဗာန်နောက်တစ်ဘုကမျောသူဝေးမျောသူ မျောရင်းမျောရင်းနဲ့တပြေးပြေးဝေးသွားတဲ့အကြောင်းပြီးရတာပေါ့အမြန်နေလားသူရေးတဲ့တိုင်းရေးတာအားမမြန်နေစင်နိဗ္ဗာန်မီဒီယမ်တမ်ပိုပဲခက်ကြွကြွလေးပေါ့နော် နောက်ဒီဟိုဟာကျမျောသူဝေးကြတော့ slow အော် slow rock ပေါ့အဲဒီမှာကိုစမ်းကကြတော့အဲတချင်းစေဘုံလုံးလေဆိုတာရယ်စေဘုံလုံးရဲ့စားတော့လေရေးဆိုပြောပါအောင်အဲ့တော့ ဟောရတဲ့တန်တဲ့ပုံမှာကိုကလိုက်ပြီးတော့ live ကိုဖြစ်ရတာဘယ်လိုရှိခဲ့လဲပေါ့နော်အမတ်ကြီးကပြန်ပြောပြပါဦးတဲဟိုရှစ်ပုတ်ကကျွန်တော်ရေးတာအဲနှစ်ပုတ်ကကိုကြည်ရစာသားတန်စီအောင်ပြပေးရေးတာဟုတ်တယ်အဲ့တော့ရှစ်ပုတ်မှာရှစ်ပုတ်ကိုဘောစာသားရေးရတာဘောတန်နေနေကြည့်ပဲဆိုပြောပါအေးအေးတော့ကြသူကဟိုဟိုတက္ကသိုလ်စားတက်တဲ့အရွယ်ပေါ့ပထမနှစ်တော့ပေါ့ဆိုလူကလေးပဲရှိသေးတယ်လေဆိုတော့သူက သူ့ကိုလည်းဂိတ်တန်းသမားဖြစ်ဖို့ခေါ်လာခေါ်တာပြီခေါ်လာပြီဒီတိုင်းမဲ့သူဟိုဟိုတားတားရောက်ရင်လည်းစိတ်လေအဲ့ဒါဘင်းပါလောက်တက်လာတန်းစင်နေလောက်တက်အဲ့ဆိုဘင်းပလုတ်တန်းစင်လောက်ချင်လားလို့အဲ့ဆိုအဲ့ဆိုဒီလိုစားတာနဲ့လိုက်တယ်ဒီစင်ဟာအဲ့ဒီကောင်ကြိုက်လားကြိုက်တယ်အကြိုက်တယ်ဆိုအဲ့လိုမျိုးပေါ့နည်းနည်းဟိုညှိပြီးတော့အဲ့လိုရေးတယ်တချို့ဟာတွေဆိုလည်းကျွန်တော်ကဒီဒီဇိုင်းမျိုးဆိုကြတယ်ဒီပုံစံမျိုးဆိုကြတယ် မင်းကဘယ်လိုဘယ်လိုလုပ်ပေးသူကအဲ့မှာတန်စင်နေဒီလိုလားဒီလိုလားအာဟုတ်တယ်အဲ့လိုအဲ့လိုနီနဲ့ရေးခဲ့တာပေါ့နော်တခြင်းနေဟုတ်ကျွန်တော်တန်စင်နေရအရန်ထွက်တယ်ငငယ်လေးကစီးတာဝါသနာပါတော့ပေါ့နော်အချိန်လုံးရေးနေတာရေးပြီးကိုသဘောကျပြီးစမ်းလဲကိုစမ်းအောင်ဆိုပြရတယ်ကိုကြည့်ကိုဆိုပြရတယ်ဒီတခြင်းလေးတန်စင်လေးရတယ်ညစားအနားထောင်နေအော်ကေဒါဆိုဒီကြောင်းရလေးနဲ့လိုက်လိုက်မယ်ငါရေးလိုက်မယ်အဲကိုစမ်းချင်းချင်းရေးပြီးတယ်အဲ့လိုမျိုးပေါ့နော်ဟာကိုကြည့်ကိုရေးနေရမှာပေါ့ ဟုတ်သတိရပါတယ်ဟုတ်ဒါရှိမယ်ဆိုရင်ဘယ်လိုမျိုးလေးကိုကျွန်မတို့ရဲ့လက်ရှိရှင်နေတယ်လို့ပြောပါအောင်ဆိုအဲ့တူလဲဝမ်းတောင်ပါပါပဲဒါတွေကဘာဖြစ်ဖြစ်မတန်းတကူဖြစ်သွားတာပေါ့လေကျွန်တော်တို့ကတော့ဒါဟိုအတန်သွင်းလိုက်ပြီဆိုတော့တုံနဲ့ဒါမပြောက်ပြတ်တော့ဘူးပေါ့နော်အချင်းတွေတကူတွေဆိုထိန်းနိုင်တာပေါ့နော်ဒါကိုသူလဲဝမ်းတောင်ပါပါသူတချင်းတွေလဲကြံပါသေးတယ်ဆိုတော့ထက်လောက်အောင်ပါပါဟုတ်ဟိုအိမ်မက်နေဘွားနေဘွားအိမ်မက် အိမ်မက်ကောင်တွေပေါ်တယ်ဆိုတဲ့စကားလုံးမှာတော့ကျွန်တော်တို့ကဒီဟာ230ကြာသွားပြီလေကြာသွားဆိုကျွန်တော်တို့ကအကောင့်တွေပေါ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဟိုဘယ်လိုပဲမဟုတ်လို့ pressure နဲ့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ထိန်းသိမ်းနေတာကိုထိန်းသိမ်းလိုက်ရတဲ့အတွက်ဒီ level အထိရောက်အောင်သွားလုပ်နိုင်လိုက်တဲ့အတွက်ဒါဒါလေးကိုကျွန်တော်တို့ကဝမ်းသာတာပေါ့နော်ဟုတ်ကဲ့ဒီတခြင်းတွေကအဲ့ဒီတော့ကတော့ညီကိုတို့ရောလူလူလောက်လာခဲ့တဲ့တခြင်းတွေပေါ့ဒါပေမဲ့ဒီ event တည်တဲ့အချိန်မှာကိုကြီးမရှိတော့ဆိုတော့ကိုကြီးတခြင်းတွေကို reinvent လုပ်တဲ့နေရာမှာ ကိုစားနဲ့အဲဟိုရေမုန်းနဲ့ဘလိုတိုင်းနေကြကြရပေါ့နော်သူတစ်ချက်နဲ့ပုံအဲဒီတစ်ချက်ကျွန်တော်တို့ညီကို၃ယောက်မှာဂီတသမားဆိုသူ့ကိုပဲကျွန်တော်တို့တတ်မှတ်တာဒါဒါဒီတစ်ချက်နဲ့ဟာဟိုတွေဟာသူကလုံးသွင်းဒီလိုပုံစံပဲလုပ်နေတာအဲ့လိုမျိုးဟိုလိုဟိုတည်းငငယ်တည်းရမတဲ့ပုံစံပဲအိမ်မက်ကတော့ပုံ30လောက်ကြီးရဆိုတော့ဒါဟိုအခုလိုလည်းပြောရထပ်လည်းလာအောင်မယ်ဆိုတော့ဘယ်လိုမျိုးဘယ်လိုစီစဉ်နေရှိလဲပေါ့နော် ရောရီနဲ့ပတ်သက်တယ်။ဒါပေမဲ့ဟိုဖြည်းဖြည်းပြတ်တော့မှာပါဒါကြီးဟိုကျွန်တော်တို့ကဟိုဘယ်လိုပြောရအော်ဒီလိုအောင်မြင်မှုစားလောင်နေတဲ့လူတွေတော့မဟုတ်ဒီလိုပဲဒီတိုင်းကြည့်ကြည့်တော့မယ်လူတွေပါဟုတ်ဒီကမတမ်းမတင်ပါပါကျွန်တော်တို့အောင်မြင်မှုလည်းမဟုတ်ဘာမှလည်းမဟုတ်ဒီတိုင်းပဲဒါလေးကို record တစ်ခုကြံသွားလို့ရှင်ဒါကျွန်တော်တို့ကျေနပ်ပြီပေါ့နော်ခု၃ရက်ကောင်းကြီးရဲ့ပထမဆုံးမှုရှင်ကိုပြောပြရတာဟုတ်ကဲ့အဒီခွေကတော့ 3ယောက်ထဲပါပြီးတော့3ယောက်ထဲရဲ့အမှုပညာပေါ့နော်အဲ့ဒါတော့ဒါပထမဆုံးခွင့်ပါပဲဟုတ်ကိုကြည်နဲ့ကျွန်တော်နဲ့ပေါင်းတာတသက်ရှိတယ်ကိုစန်းနဲ့ပေါင်းပြီးရုပ်ရှင်တွေကျွန်တော်လုပ်တာတွေအများကြီးရှိတယ်ဒါ3ယောက်ထဲနဲ့ကြီးတဲ့သချင်းတွေကိုကိုစန်းတယောက်တည်းဆိုကျွန်တော်ဂီတာမျိုးလုပ်တာဒါဒါပထမဆုံးပါပဲကိုစာသားကြတော့တယောက်ပဲလာတော့ပေါင်းစာသားချင်ဟုတ်ကိုကြည်သချင်းတွေကကိုကြည်ပဲရေးတာအဲကိုကြည်ရဲ့တန်စင်တွေကကျွန်တော်စာသားရေးတာ ဟိုပါဘောကိုကူလာဟောဆိုဖို့စိတ်ကြီးတာဘူးလားပါဝင်ပြီးတော့ကျွန်တော်ကတော့ကျွန်တော်တချင်းနေရာစုပ်ဖို့ကျွန်တော်ကျွန်တော်တော့အများကြီးရှိတယ်အဲ့ဒီမှာအလင်းသိတဲ့ဆင်းဆိုတော့ကျွန်တော်ထည့်လိုက်တာပေါ့နော်ကျွန်တော်သိမစုံနိုင်ဘူးကိုဆန်းကကြာစုံနိုင်တယ်ဒါဒါ rock တချင်းနေပေါ့နော်ဒါဒီဒီအဲ့ဒီ kick ကကြာ rock တချင်းနေဆိုတော့ကျွန်တော်နဲ့မကိုက်ဘူးမကိုက်ကျွန်တော်မစုံနိုင်ဘူးမစုံနိုင်တော့ဒီတိုင်းကြံခဲ့တဲ့အကြောင်းရင်းမှာအဲ့ဒါလည်းပါတယ်ဟုတ်တော့ဒီလိုက်ရမှာဒီ rock တွေပြန်ပြရပြောအောင်အဲ့ဒီကပြောအောင်လို့မဟုတ်ကျွန်တော်အဲ့ အဲ့ဒီတုန်းကလုံးလည်းမလုံးနိုင်ဘူးပေါ့လေလုံးလည်းမလုံးနိုင်ဘူးနောက်အဲ့ copy တွေကအရန်ခက်ထပြီးတော့ကျွန်တော်တို့ကဘယ်လိုမှတုံးမပေါ့ဒါပေမဲ့ကျွန်တော်ကအန်ကျိတ်ပြီးတော့အန်ခဲထားတဲ့အချက်တစ်ချက်ရှိရငါတနေ့မုန်းစိတ်ဖြူတယ်တနေ့ကျမှက rock ဆိုပြောင်းသွားအဲ့ဒီတော့ကျန်ဒီပဲအကုန်အိုနေပြီကအဲ့မှာပြဲပါဘာရလားဒီပစ္စည်းဆိုတာအရာအရာလေဩ ဘယ်သူစားအရန်ပြောတာကိုမောင်တစ်ချေလွမ်းလာရှိရလေအဲ့ဒီမှာဟိုလိုပေါ့နော်ပက်လက်လေးကစားတို့များလို့ဆိုဒီနေ့ပွဲလေးမှာလည်းကျွန်တော်တို့ဟိုရင်ထဲမှာလို့ပက်လက်လေးတစ်ခုလို့ခံစားရတယ်ကိုတို့ဒီကိုနေ့အောင်ခံစားမှုလည်းပြောပါဦးခင်ဗျာဒီရသလိုချင်ကျွန်တော်မီဒီယာရင်းနဲ့ဒီတစ်ချေလေးကိုကျွန်တော်ငယ်ဘွားအိမ်မက်လေးကိုအောင်မြင်မြင်နဲ့ဟိုခုထုတ်နိုင်ပြီလေအဲ့ဒါလေအဲ့ပါဟိုဒီပက်လက်လေးဆောက်လာအကွက်လွတ်နေလားလို့လေအဲ့အဲ့ခံစားမှုလေးပြောပါဦးဟုတ်တယ်ဟုတ်တယ်ဟဲ့ဘောဟို ေးပေါ့အဲကိုကြည်တွေကမရှိတော့ဘူးပေါ့လေဒါအဲ့မှာကျွန်တော်တို့တော့ဒါတတိယပါလေသူလည်းအဲလိုဂျာတွေလောက်တဲ့ချိန်မှာလည်းအရန်တတိယပါအဲသူတချင်နေဆိုတော့သူဆိုလည်းဟိုဒါအပိနေမှာကဝမ်းသာနေမှာပေါ့ဟုတ်ဒါကချီလေးကအခုဟိုမိတ်ဆက်ပုံပေါ်မှာပြောနေတာပေါ့နော်ဘယ်ဘယ်နည်းဘယ်ရမှာစာထွက်မယ်အဲဘယ်ပလက်ဖောင်းနေမှာနားထောင်ရမယ်ဆိုတာလည်းမသိဘူးပါဘူး ကျွန်တော် add nation ကနေထပ်မယ်ပြီးတော့ဒီ online ဒီမြန်မာပြည်ထဲမှာလည်းဟို online platform တွေအကုန်လုံးတင်မယ်ဥပမာရွှေနားစင်တို့ဟိုဗာလဲဟိုပြည်တန်တာပြည်တန်တာအကုန်လုံးမှာနားထောင်လို့ရပါတယ်25ရက်နေ့မှာ add nation စပြီး initiate လုပ်မယ်ပေါ့နော်စထွက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာမြန်မာနိုင်ငံမှာရှိတဲ့ platform တွေအကုန်လုံးညီပါပေါ့နော်အဲ့ဒါကိုတင်ဖို့ကျွန်တော်စူးစမ်းနေပါတယ်26ရက်နေ့ပေါ့ဟုတ် Now MCM YouTube channel ဇာ MCM ဇာကျွန်တော် guitar မြို့ ဒီတမ်းမျိုးရဲ့ entertainment youtube channel ကနေပြီးတော့လည်းတင်သွားမှာပေါ့ခုနကပြောအိမ်ကအိုးစစ်တော်မနာနိုင်ဘူးဆိုတော့ပြောပြမလို့အော်ငငယ်ကကိုစမ်းတယောက်ပဲတော့လုပ်ရှိတာလေအဲသူစစ်မှာလည်းကျွန်တော်တို့တငယ်ချင်းတွေ10ရောက်15ရောက်လာသူသူ့ပဲမြေကိုပြီးနေကြတာအိမ်မှာသူသူတငယ်ချင်းကြောင်းသားတွေအများကြီးပဲအိမ်မှာ အဲ့မှာပဲစားနေတာအနိုင်နိုင်ပေါ့နော်ပြောရမစမ်းတော့တဲဘတ်စကားကမရှိလို့လမ်းတော့ရှောက်ရတာအများကြီးပဲလေအဲ့ခါကျစတူဒီယိုတစ်ခုသွားပြီးတော့တန်သွင်းဖို့ဆိုတာကျွန်တော်တို့ကဘလုံးမမဖြစ်နိုင်ဘူးပေါ့တော်တော်ခက်ခဲခဲ့တာပေါ့နော်ကိုကြီးကကျွန်တော်တို့ထပ်ပို့ပြီးတော့လောက်တာတစ်ခုရှိတယ်အဲ့ဒါသင်းနာထောင်တာတစ်ချိန်လို့သင်းနာထောင်တာသင်းတော်တော်နာထောင်တာတစ်ချိန်မျိုးစုံနာထောင်တာအဲ့လိုကားလေဟို တော်တော်ကြီးမြင်နေကောင်းနေစင်မသူကတခါလေသူသူစိတ်ထဲမှာဥမာ1990လောက်တချင်နားထောင်နေတာဆိုအဲ့တော့သူတောင်းဆောင်အဲ့လိုဟိုလားနေကြည့်ပြီးနားထောင်တာအဲအဲ့ဒီကနေတခါ blackpink ကိုနားထောင်နေဆို blackpink ကိုသူလားနေကြည့်ပြီးနားထောင်အဲ့လိုမျိုးသူသူရစရရတချင်ရန်နားထောင်နေဆိုနောက်အဲ့လိုဂျေးဖို့လည်းအမြဲတမ်းသူမှအကြံစီရှိနေတယ်ကိုကြည်ရလေအမြဲတမ်း တချင်းတချင်းတစ်ပုတ်လို့လို့ကျင်နေဆိုရင်ဒါချက်ချင်းသူရေးကျင်တဲ့အကြောင်းလေးရှိတယ်။တကယ်ပထမစားဖြစ်ကျင်တာတည်ရေးစရာပေါ့လေ။ဒါပေမဲ့ဒီလောက်မတိုးနိုင်တဲ့ခါကျတော့စာပေဘက်ကနေသူကအကြောင်းတိုက်ဆိုင်သွားတာပေါ့နော်။အဲအဲ့ဒါလည်းသူအောင်မြင်သွားတော့ဒီချင်းရပါဘူးဒီချင်းဘာပြန်လုပ်ရအောင်ပါဘာအောင်ပြည့်ရအကြသာလည်းမပြတ်အောင်ဘလို့လေးအခုလိုဖြစ်နေတာလို့ပြောတာ အဲ့တော့ကျွန်တော်ကငငယ်တဲ့ဟိုကကျွန်တော်ဂီတမှုပေါ့အိမ်မှာဆိုရင်တော့သူတို့သင်းနေကျွန်တော်နောကျင်နေပြီကျွန်တော်ပဲအဲ့ဒီအစတည်းဟိုကကျွန်တော်ဖန်တီးခဲ့ရတာပေါ့နော်ဖန်တီးခဲ့တော့အဲ့ဒါတွေကတော့ဘာမှစိတ်ပူစရာတော့မရှိဘူးပေါ့နော်သူသူဒီတချင်းအကျော်တွေနဲ့လိုချင်တာတွေအားလုံးကကျွန်တော်တို့ကပုံစံချထားပြီးသားဖြစ်နေတာပေါ့ဟုတ်ကဲ့ကျွန်တော်လည်းမလို့ဖြစ်အောင်နော်ဒီဟာတွေဟုတ်ကဲ့ဟုတ်ကဲ့ကျင်းကျင်းနေမှာအာကျေးဇူးတင်ပါတယ်အဝေးရလာလို့ကျေးဇူးတင်ပါတယ်မြေ